အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ရက်ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒေါ်လာညချမ်းပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့တရုတ်ကျင်းဒီစီမံကိန်း short tight drone နဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်လုပ်ငန်းတွေယာယီရပ်ဆိုင်းသွားပြီလို့သိရပါတယ်ဗိုလ်ပြမြို့နယ်အလင်မန်ကျေးရွာမှာတရားကြိုးကြမှုကြောင့်ဒူရဲအုပ်မောင်ကိုကိုရေထဲကိုပြုတ်ကြပြီးတော့တေဆုံးသွားပါတယ်ခင်ဗျာ မြန်မာညွေဆိုရဖက်ဒရယ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးချစ်ထွန်းကင်ဆာယောဂနဲ့ကွယ်လွန်သွားပါပြီ။ကန်တော်မင်းကျောင်းဆရာတော်သတင်းသုံးနဲ့တမိုင်းဝင်စီဒီကိုအချမ်းမဆစ်ရှုံးကောင်စီကဘုံကျဲချပါတယ်။ရွေးကောက်ပွဲမှာရှင်ပြိုင်မဲ့ပါတီတွေစစ်တပ်ဂုံတိုက်ခါထိခိုက်အောင် မပြောဖို့ကန့်သက်ခံရပါတယ်ခင်ဗျာ။နောက်မှမှာတော့မိုးတက်တဲ့ထန်ထန်ရွာသွန်းမှုကြောင့်ရေကြီးနေပါတယ်။ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းပြဆိုင်ကြောင်းရာတွေကိုနားဆင်ရမှာပါခင်ဗျာ။ ထမဆုံးသတင်းတပုတ်အနေနဲ့တနင်္လာရီတိုင်းဗုတ်ပြင်းမြို့နယ်အလယ်မှန်ကျေးရွာမှာတရားကျိုးကြတာကြောင့်ဒူရဲအိုးမောင်ကိုကိုရဲတွေကိုပြုတ်ကျပြီးတော့သေဆုံးသွားကြောင်းဒေသခံပြည်သူတွေကပြောပါတယ်ခင်ဗျာစတင်မာလာ25ရက်နေ့ည9နာရီချိန်လောက်မှာဗုတ်ပြင်းမြို့နယ်ကနေဇာတိမြို့ဘိတ်ကိုပြန်လာတဲ့အချိန်တရားကျိုးကြမှုကြောင့်ရဲတွေကိုပြုတ်ကျပြီးတော့ရင်းနစ်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်သူကဗုတ်ပြင်းမြို့နယ်ပြည်ကြီးမနိုင်ရဲခန်းမှာနေထိုင်ရဲ့အဖြစ်နဲ့တာဝန်ကျနေသူဖြစ်ကြောင်းသိရပါတယ် အလဲမန်းရွာတရားကအဟောင်းလူတွေဖျက်သန်းနေချိန်မှာဝိတ်များပြီးတော့ကြိုးကြတာတေးသွားတဲ့ရဲကဘိတ်ကပါဇနီးကလည်းဘိတ်ကပဲတာဝန်ကျတဲ့ဗိုလ်ပြင်းကိုပြောင်းရွှေ့ပြီးတော့တာဝန်ထမ်းဆောင်ရင်းနဲ့ကွဲလွန်တာပါနာရေးကတော့တကြိုးပြီးသွားပြီးဗိုလ်ပြင်းကနေဘိတ်ကိုအပြန်မှာဖျက်သွားတာဆိုပြီးဘိတ်မျိုးကဒေသခံတဦးကပြောပါတယ်ခင်ဗျာတရားကြိုးကြမှုကြောင့်တေဆုံးခဲ့ရသူဒူရဲအုပ်မောင်ကိုကိုဟာဘိမျိုးမှာနာမည်ဆိုးနဲ့ကြော်ကြတဲ့ရဲရာရှိတူဖြစ်ပြီးဆေအာနာသိန်းကာလတစ်ချောင်းလုံးပြည်သူတွေကိုအမျိုးမျိုးဖိနှိပ်ချင်းချောက်ပြီးတော့ ဖမ်းဆီးဝင်ညစ်ခဲ့တဲ့သူဖြစ်ကြောင်းဗိမ်းမြို့ဒေသခံပြည်သူတွေကပြောဆိုကြပါတယ်ခင်ဗျာနောက်ထပ် သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းရမပြည်နယ်စလင်းကြီးမြို့နယ်တဲတရုတ်နယ်အချမ်းမတ်စေအုပ်စုပူးပေါင်းပြီးတော့ကျင်းနီတူးနေတဲ့မြန်မာဝမ်ပောင်နဲ့မြန်မာရန်စီကုမ္ပဏီတွေစတင်ပါ29ရက်ကရှော့တိုက်ဒရုန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရပြီးတဲ့နောက်လုပ်ငန်းတွေအားရပ်ဆိုင်းထားတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာတောင်နေကိုဖြိုပြီးတော့ကျင်းနီတူးနေတဲ့တရုတ်ပိုင်ရန်စီကုမ္ပဏီတွေကိုစတင်ပါ29ရက်ကရှော့တိုက်ဒရုန်း ခုနှစ်လုံးကြာရောက်ပောက်ခွဲခဲ့တာကြောင့်လုပ်ငန်းခွင်လုံခြုံရေးအတွက်ယာယီရနားလိုက်ရတာလို့ပြောဆိုပါတယ်ခင်ဗျာဘယ်သူဘယ်ဝါကထုတယ်တော့မသိဘူးကုမ္ပဏီကရန်နေရာတွေစက်တွေရက်သွားတယ်လူထိခိုက်တော့မကြဘူးအလုံယုံနေနာကြတယ်ဆိုတော့အတွင်းသတင်းတော့ရတယ်ဆိုပြီးဒေသခံတို့ကပြောပါတယ်ခင်ဗျာ short ride တုံးခုနှစ်လုံးလောက်ဟာတရုတ်စစ်ရုံဝင်းတွေကဒီ cell line တွေ hot road တွေနဲ့ဆက်ကြီးပြင်အလုံယုံနေအားကိုကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့ပြောဆိုပါတယ်ခင်ဗျာစေုပ်စုလက်နက်ကိုင်တွေလုံခြုံရေးယူပေးနေတဲ့တရုတ်ကုမ္ပဏီတွေကိုဘယ်ဖွဲ့စည်းကပိတ်ခတ်တယ်ဆိုတာတော့ သိရှိရသေးပါဘူးခင်ဗျာဆရာနာသိမိနာဝန်ထမ်းတွေအများပြားစီဒီအမ်မှာပါဝင်တာကြောင့်မြန်မာဝန်ပေါင်းကျင်းနီစီမံကိန်းတွေမှာတရုတ်တွေကျင်းနီမတူးနိုင်ပဲကာလကြာရှည်လုပ်ငန်းတွေရပ်နားခဲ့ရပြီးပြီးခဲ့တဲ့လတွေအတွင်းကမှဒေသခံနန်းစီဒီအမ်ဝန်ထမ်း3000လောက်နဲ့ပြန်ပြီးတော့လဲပတ်နေတာဖြစ်ပါတယ်လက်ရှိမှာတရုတ်တွေကစစ်ရုံးဝန်ထမ်းတွေအပေါ်အခွင့်အရေးပြေဝမပေးသလိုလုံခြုံရေးအတွက်လည်းအာမခံချက်ပေးထတာမရှိပါဘူးရုပ်တွေတူဖို့ထုတ်လုပ်ထားတဲ့ကျင်းနီတွေကိုစေုပ်စုကစစ်သမောတွေနဲ့တထုတ်ပေးနေပြီး ဝမ်ပေါင်းလဘရောင်းတောင်စီမံကိန်းကကျင်းဒီတွေကိုစလင်းကြီးမြို့နယ်ထန်းတော်ကြီးရွာစိတ်ကန်းကနေတည်ထုတ်ကရန်စီစပယ်တောင်ကျင်းစင်တောင်စီမံကိန်းတွေကထွက်ရှိတဲ့ကျင်းဒီတွေကိုတော့ကြောင်မြတ်တောင်ရွာစိတ်ကန်းကနေတည်ဆောင်ကြတယ်လို့ဒေသခံတွေကပြောပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေငယ်ဆွေးနွေးကြည့်အောင်ပါအဲတော့တရုတ်ရဲ့အကျိုးစီးပွားတွေအခုလိုမျိုးကျင်းဒီစီမံကိန်းစစ်သားတွေလည်းစောင့်နေတဲ့နေရာတွေကိုတော်လိုင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်တဲ့အခါမှာပြည်သူတွေက 2000ရကြပါတယ်။ဩပါပေးကြပါတယ်။ကြောင်းမန်းကံမန်းသိအောင်တော့တရုတ်ကိုအခုလိုမျိုးစော်ထည့်လိုက်မှာกว่าဆိုတော့ comment တွေလည်းကျွန်တော်တို့အများကြီးတွေ့မြင်ရမှာပါ။အဲ့တော့ဟုတ်ပါတယ်။မာလာကိုနောက်ခံကြီးပေးပြီးတော့ပြည်သူလူထုပေါ်မှာတက်ဖြတ်တဲ့ဘုံကျဲတဲ့ဖြစ်စဉ်တွေမှာနောက်ွယ်ကနေတကက်ကိုထင်းထင်းပေါ်ပေါ်ကူညီပေးနေတဲ့တရုတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့တာမန်ကြည့်မယ်ဆိုလို့ရှိရင် ဒီအကျိုးစီးပွားတွေတရုတ်အကျိုးစီးပွားတွေကိုထိခိုက်အောင်လုပ်ခြင်းကနှစ်ထောင်အားရပွဲတွေ့မြင်ရပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့နှစ်နှစ်ကာကပြန်ပြီးတော့စဉ်းစား Twitter သုံးသက်ကြည့်ဖို့လိုပါတယ်။ဒါကဘာလဲဆိုရင်မအလာကိုတရုတ်ကနောက်ခံပေးနေတာလေသူ့ရဲ့ဒီမြန်မာနိုင်ငံမှာရှိတဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်ဟိုဒီကောင်လေးကတော့ကာကွယ်နိုင်တယ်ဆိုတော့လောလောဆယ်အယူအဆနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်တရုတ်စီမံကိန်းတွေအများစုရှိတဲ့ဒေသတွေမှာမအလာကအုပ်စို နေမြေထိန်းချုပ်ထားနိုင်တာဖြစ်တဲ့အတွက်ဒီကောင်လေးကတော့ကာကွယ်ပေးနိုင်တယ်အဲ့တော့ငါပစ္စည်းတွေမထိအောင်တော့ဒီကောင်ကိုထောက်ပံ့ရမယ်ဆိုတဲ့အခြေအနေမျိုးနဲ့မာလာကိုနောက်ခံကြောထောက်နောက်ခံပေးနေတာဖြစ်တယ်အဓိကအဖြစ်ပြန်ကြည့်မယ်ဆိုရင်အကျိုးစီးပွားပဲအဲ့တော့ကျွန်တော်တွေကဒီကာလမှာတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်အောင်လုပ်မယ်ဆိုလို့ရှိရင်အရင်တုန်းကတရုတ်ဖြစ် drone တစ်စီးပဲပေးတဲ့ဆိုရင်မာလာကို drone နှစ်စီးတရုတ်ကထပ်ပေးတာမျိုးဖြစ်လာနိုင်တယ် ရင်တော့ကလက်နဲ့တစ်မျိုးပဲပြီးတယ်ဆိုတော့အခုနှစ်မျိုးသုံးမျိုးထပ်ပေးတာမျိုးဖြစ်လာနိုင်တယ်အဲ့တော့တနိုင်ငံလုံးအတိုင်းအတာနဲ့တရုတ်ကုမ္ပဏီအားလုံးကိုအမြင့်ဖြန့်လန်ပြီးတော့တိုက်ခိုက်မယ်ဆိုရင်တော့တိုက်ခိုက်တဲ့ဖြစ်စဉ်မျိုးဆိုရင်တော့တစ်မျိုးပေါ့ဒါပေမဲ့အခုလိုမျိုးအများကြီးထိရောက်မှုလည်းမရှိဘူးလှန့်တယ်လို့၆တယ်လို့လောက်ပဲလုပ်မယ်ဆိုရင်တော့ကျွန်တော်ကစဉ်းစားချက်အတိုင်းပြန်ပြီးတော့စဉ်းစားဖို့လိုတယ်တရုတ်ကတော့သူ့အကျိုးစီးပွားကိုထိလာတဲ့အခါမှာသူတို့ကဒီစူပါပါဝါနိုင်ငံကြီးတွေဖြစ်တယ်အဲ့တော့မအားလောက်ကိုဒရုန်းရာကနန်းလောက်ပေးလိုက်တာလက်နက်တွေထုတ်ပေးလိုက်တာပတ်စံတွေထောက်ပံ့လိုက်တာသူတို့တော့ပါမွားကိစ္စပဲ ဒီမြန်မာနိုင်ငံမှာရှိတဲ့ကျိုးစီးပွားကိုကာကွယ်ဖို့နိုင်ငံတော်အဆင့်အနေနဲ့တို့တွေကရော့အင်ရော့အင်ဆိုပြီးတော့ပေးလိုက်တဲ့ဟာမျိုးပဲအဲ့တော့သူ့ကျိုးစီးပွားတွေကိုကျွန်တော်တို့ကဖုတ်ဖက်ခါပြီးတော့သွားပြီးတော့ဟိုမထိတိလုံးမယ်ဆိုလို့ရှိရင်မာလာတွက်အကျိုးရှိစေတဲ့ပို့ပြီးတော့အားကောင်းသွားစေတဲ့အရာမျိုးတွေဖြစ်လာနိုင်တယ်ဒါတွေကိုလည်းကျွန်တော်တို့ကစဉ်းစားသုံးသပ်ကြည့်ဖို့လိုတယ်အဲ့တော့အဝေးကြီးကျွန်တော်တို့ပြည့်ကြည့်စရာမလိုပါဘူးဘောကျထုံမြတ်နိုင်တို့အရခတက်တော်အရခဒေတာမှာဘယ်လိုမျိုးလှုပ်ဆောင်လဲဆိုတော့ကျွန်တော်ကြည့်ရင်သိနိုင်ပါတယ်အဲ့တော့တော်လန်ရေးအခုတခြားနယ်မြေတွေထက် ့ရွတ်ထွန်းမျက်နှာတို့ကပို့ပြီးတော့သူ့ဒေတာသူ့နယ်မြေမှာပို့ပြီးတော့နယ်မြေထိမ့်ချုပ်ပြီးတော့စုံမိုးနိုင်တာပေါ့ဒါပေမဲ့ဟိုအခုလိုမျိုးကျွန်တော်တို့စဉ်းစားချက်လိုမျိုးတရုတ်ကျိုးစီးပွားတွေကိုအမြင့်လှမ်းရမယ်ဆိုတဲ့ဟာမျိုးထိခိုက်အောင်လုပ်ရမယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့တခါမှမကြမိဘူးပြစ်ခတ်ခဲ့တာလည်းမရှိဘူးထိခိုက်အောင်လုပ်ခဲ့တာလည်းမရှိဘူးဒါပေမဲ့တခုတော့ရှိတယ်နယ်မြေပိုင်ဆိုးအောင်အရင်လုပ်ပြီးနယ်မြေပိုင်ဆိုးတဲ့အခါမှာငါတို့အကျိုးစီးပွားကိုကာကွယ်ပေးနိုင်တယ်ငါတို့တပ်ဖွဲ့ကဒါကြောင့်မင်းတို့ငါတို့ ਨੇ အလုပ်တူတူ လုံမလားဆိုတဲ့ကမ်းလှမ်းချက်မျိုးကြီးတော့ကျွန်တော်တို့ဟိုကြားသိခဲ့ရတယ်တွေ့ခဲ့ရတယ်ဒါကြောင့်မလို့ဒီတရုတ်နဲ့ပတ်သက်တဲ့တရုတ်ကုမ္ပဏီတွေနဲ့ပတ်သက်တဲ့ gas pipeline ကိုဖောက်လိုက်ပါလားပစ်ထည့်လိုက်ပါလားဆိုတဲ့ဟာမျိုးတွေလည်းကျွန်တော် comment တွေမှာအများကြီးတွေ့ရတယ်ဒါပေမဲ့စဉ်းစားသုံးသပ်ကြည့်စရာကခုနအချက်ပါပဲမအားလားအတွက်ပို့ပြီးတော့အခွင့်အလမ်းတွေပေးသလိုမျိုးအခွင့်အလမ်းတွေပို့ရသွားသလိုမျိုး तू ကတော့မှကပ်ပါရပါတော့လုံးစရာမလိုပဲနဲ့ဒီဘက်ကနည်းနည်းလေးပြစ်ပြလိုက်တာနဲ့တရုတ်ကြီးကစိုးရင်ပြီးတော့ရော့မင်းအဲ့နာကိုတော့ကတ်မလာအောင်ရော့ ဟိုအရင်တော့ကတော့ drone တစ်စီးပဲပြီးတယ်ရောမင်း drone 10စီးပေးမယ်ဥပမာပါအဲ့လိုမျိုးအခြေအနေမျိုးတွေလည်းကျွန်တော်တို့ကစဉ်းစားတွေးတော သုံးသပ်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုဒီနေရာနေပြီးတော့အဲတင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြို့သားညီညွတ်ရေးဆိုရာ NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာနဒုဝန်ကြီးဦးချစ်ထွန်းကေဆာယောဂာနဲ့ကွယ်လွန်သွားကြောင်း NUG ရဲ့သတင်းထုတ်ပြန်ချက်နဲ့သက်ဆိုင်ရာသတင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါပါတယ်ခင်ဗျာ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF ရဲ့ဗဟိုကော်မတီဝင်လက်ဖြင့် NUG ဖက်ဒရယ်ဝန်ကြီးဌာနဒုတိယဝန်ကြီးလက်ဖြင့်သူဦးချစ်ထွန်းမာခူဤချစ်ထွန်းဟာစက်တင်ဘာ25ရက်နေ့မှာနိုင်ငံဘဝတာဝန်တွေကိုထမ်းဆောင်ရင်းကွဲလွန်တိမ့်ပသွားတာဖြစ်တယ်လို့သိရပါတယ်။ကွဲလွန်တာကအသေးကင်ဆာတိတဲ့အချိန်မှာကင်ဆာဆင့်၄ရောက်နေပြီးကင်ဆာအမြင့်တွေက ပြန့်ပြီးတော့ကိုရင်းကလေးစားတွေပါထိကုန်တာ။ စေးစစ်ပြီးလို့တည်ရခြင်းစေကုဖို့လုပ်ရင်းမှာပဲကွယ်လွန်သွားတာပါဆိုပြီးအချိန်လေးကိုသိရှိတဲ့သတင်းမြစ်ကပြောပြပါပါတယ်ခင်ဗျာဥချက်တော်ဟာ2022ခုနှစ်ဧပြီ16ရက်နေ့ကစတင်ပြီးမြန်မာညွေဆိုရ NUG Federal ရေးရဝန်ကြီးဒီဒုဝန်ကြီးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကန်တော်မင်းကျောင်းဆရာတော်သတင်းသုံးခဲ့တဲ့တမိုင်းဝင်ဖျားသေးဒီပရဝံကိုအကြမ်းမဆစ်ချုံးကောင်စီကလေကြောင်းကနေဘုံကျက်ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေနဲ့သတင်းသတင်းမြစ်တွေကပြောပါတယ်ခင်ဗျာ စကိုင်းတိုင်းမြို့မြို့နယ်ကံတော်ကျွော်မှာရှိတဲ့ကံတော်မင်းကျောင်းဆရာတော်သတင်းသုံးခဲ့တဲ့နေရာကိုလွန်ခဲ့တဲ့နှစ်ရက်ကစရှုံးကောက်စီတက်ကလေထီးနဲ့ဘုံတွေကျဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကောင်းမှုမြန်တို့ကောင်းအောင်ကျိုး၍ကောင်းကျိုးကိုနိုင်တည်စင်မင်းနဲ့အခုတင်ယုံညွန့်နှန်းနေမှာတော့ပါလာတော့မသိပေမဲ့ကျွန်တော်တို့တုန်းကတော့ပါခဲ့ပါတယ်။ကံတော်မင်းကျောင်းဆရာတော်ဘုရားကြီးဆုံးမခဲ့တဲ့စာကျန်စစ်သားမင်းကြီးတည်ထားတဲ့ဒီကံတော်မင်းကျောင်းဆရာတော်ဟိုသတင်းသုံးခဲ့တဲ့တမိုင်းဝင်နေရာဖျားစီဒီပရံပျက်စီးခဲ့ပါပြီ မျိုးဘာသာတသနာလို့တွင်တွင်អော်တဲ့ခွေးတွေကဘုံချပြီးတော့ဖျက်ဆီးခဲ့ကြလေတယ်ဆိုပြီးမြင့်မှုမျိုးကန်တူကပြောပါတယ်ခင်ဗျာလက်ရှိမှာဆွေချောင်းကောက်စီကမြင့်မှုမျိုးနယ်ကိုဆွေချောင်းထိုးနေပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်မှုတွေနေ့စဉ်ပြုလုပ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာစက်တက်လေးထင်းနဲ့ခြားသွားတာစီရေးကတင်းမာနေတော့သတင်းချက်လက်တော့ထုတ်ပြန်လို့မရသေးလို့ပါဆိုပြီးမြင့်မှုမျိုးပြတော်လိုင်းရေးဖွဲ့တာဝန်ရှိသူကပြောပါတယ်ခင်ဗျာကနော်မြင်းကျောင်းဆရာတော်ကမြမတပိုင်းမှာစာဆိုတော်ဖြစ်နေထင်ရှားပါတယ်ခင်ဗျာ ဆရာတော်ပြုစုခဲ့တဲ့ကန်တော်မင်းကြောင်းမြေတားစာလောကသာရပြုတွေကမြမကန်တော်ဝင်မှာဒီကနေ့ထိထင်ရှားကြော်ကြပါတယ်။တမိုင်းမတန်းနေရဆရာတော်ကအင်းဝခစ်ဘရင်ဒုတိယမင်းကောင်ရဲ့အကြီးတော်စကိုင်းမြူစာမင်းလာထွတ်ရဲ့ဆရာရင်းဖြစ်ပြီးတော့ဒုတိယမင်းကောင်နဲ့သားရွှေနှန်းကျော်ရှင်တို့လက်ထက်မှာထင်ရှားကြော်ကြတဲ့ဘရင်အကိုးကွယ်ခံဆရာတော်ကြီးလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်သတင်းပုံအနေနဲ့အတူရောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ်နိုင်ငံရေးပါတီတွေအနေနဲ့မဲဆွယ်စီယုံရေးဟောပြောတဲ့နေရာမှာ စစ်တပ်ပြိုခွဲအောင်ဒါမှမဟုတ်စစ်တပ်ရဲ့ဂုံသိက္ခာထိခိုက်အောင်ပြောဆိုတာတွေမလုပ်ရဘူးလို့စစ်ကော်မရှင်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကန့်သက်တားမြစ်လိုက်ပါတယ်။နိုင်ငံပါတီအနေနဲ့ပါတီမူဝါဒသဘောထားလုပ်ငန်းစဉ်တွေကိုစစ်တပ်ပိုင်းရေဒီယိုနဲ့ရုံးမြင့်တမ်းကြားတွေကတသင့်ရှင်းလင်းပြောကြားခွင့်ပေးမှဖြစ်ပြီးဟောပြောခြင်းနဲ့ပါတီရဲ့အနေနဲ့သမူရီနဲ့ဒူခွင့်ပြုမိန်လျှောက်ထားရမယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တာပါ။စစ်ရုံးကော်မရှင်ကနိုင်ငံပါတီတွေကိုအတော်ပါ28ကနေဒီဇင်ဘာ26အတွင်းရုပ်သံနဲ့ရေဒီယိုကတဆင့်ဟောပြောခွင့်ပေးသွားမှာဖြစ်ပြီးဒီအတွက် ကန့်သက်တားမြစ်ချက်၉ခုကိုလည်းထုတ်ပြန်ထားပါတယ်။အဲ့ဒီထဲမှာစစ်တပ်ပြုတ်ခွဲရေးဖြစ်ပေါ်တဲ့ရန်ဒါမှမဟုတ်ဂုံတိခတ်တိကြိုက်စေဖို့ဟောပြောတာပါဝင်အခြေခံဥပဒေနဲ့ဒီဇယ်ဥပဒေကိုလိုက်နာဖို့နိုင်ငံတော်ကြီးညိုမပြတ်စေဖို့နိုင်ငံဝန်ထမ်းတွေကိုအစိုးရပေါ်စန့်ကျင်ဆန္ဒပြစေရန်သွေးထိုးလှုပ်ဆောင်မှုတွေမဖြစ်ဖို့အစတဲ့အချက်တွေလည်းပါဝင်နေပါတယ်ခင်ဗျာ။စစ်တပ်ဟာသူတို့ရဲ့ရွေးကောက်ပွဲဖိမျောက်ဖို့အတွက်စူးစမ်းနေရမှာလွတ်လပ်စွာထုတ်ဖို့ပြောဆိုပိုင်ခွင့်တွေကိုကန့်သက်ပြီးရင် ကန့်တက်လာနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကလည်းစစ်တပ်ကျင်းပမဲ့တူရွေဝေကောက်ပွဲကိုမထောက်ခံကြောင်းလူမှုကွန်ရက်ပေါ်မှာရေးသားသူတွေကိုဖမ်းဆီးဖို့အတွက်ဒရီရေကောက်ပွဲကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေတွေကိုစစ်ရှုံးကောင်ရှင်ကထုတ်ပြန်ခဲ့ပါတယ်။ဒရီရေကောက်ပွဲလုပ်ငန်းစဉ်ဒါမှမဟုတ်လုပ်ငန်းစဉ်တသိတသိသာကိုပြက်ပြားစေဖို့ဟောပြောတာပြောဆိုတာစည်းရုံးလုံးဆိုတာဆန္ဒပြတာစာရေးသားဖျက်ချီတာတွေမလုပ်ဖို့တားမြစ်ထားပြီးဖောက်ပြက်ကျူးလွန်ရင်အနည်းဆုံး1003နှစ်ကနေအများဆုံး1009နှစ်ထိချမှတ်နိုင်တယ်လို့ချိန်ချောက်ထားပါတယ်ခင်ဗျာ။ အဲ့ဒီဥပဒေကြောင့်မြန်မာနိုင်ငံနဲ့ဖန်ခါရသူတွေရှိနေပြီးဒါဟာလူခွင့်ရေးကိုပေါ်ပေါ်တင်တင်ချိုးဖောက်နေတာဖြစ်တယ်လို့လည်းဥပဒေပညာရှင်တွေကဝေဖန်နေကြပါတယ်။တရုတ်နဲ့ရုရှားအပိထောက်ခံနေတဲ့အကြမ်းဆစ်ချုံကောက်စီတဲ့ရွေးကောက်ပွဲကိုလက်တလုံးမှာနိုင်ငံတကာနဲ့ဒေါ်လာရေးအဖွဲ့တွေကတရားမဝင်ဘူးလို့အတိအလင်းပြောဆိုကန့်ကွက်ထားပါတယ်။အာနာသိန်းစစ်ကောင်းဆောင်အကြမ်းဖက်မင်းအောင်လှိုင်ကတော့ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာအပိုင်း1ဖြစ်တဲ့နိုင်ငံနဲ့မြို့နယ်102မြို့နယ်မှာကျင်းပသွားမယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းနမောက်မှာမိုးသည်သည်ထန်ထန်ရွာသွန်းမှုကြောင့်ဒီကနေ့ရေကြီးရေရှမ်းမှုဖြစ်ပွားနေပြီးအရေးပေါ်ရွှေပြောင်းမှုတွေပြုလုပ်နေရကြောင်းဒေသခံတွေနဲ့မြန်မာနိုင်ငံမိသားဥစည်းဌာနထံကနေသိရပါတယ်။နမောက်မြို့မှာရှိတဲ့ဈေးရက်ကွက်နဲ့အောင်ဆန်းရက်ကွက်မှာဒီကနေ့မနေ့အစောကစတင်ပြီးနေအိမ်တွေထဲရေဝင်ရောက်နေပြီးတော့ရေပိလို့ရကူညီရွှေပြောင်းပေးနေရကြောင်းမိသားဥစည်းဌာနကထုတ်ပြန်ထားတာပါ။နမောက်ဒေသခံတွေပြောပြတာကတော့နမောက်မှာဒီလိုဖြစ်မှုတာပထမဆုံးပဲအောက်ဆိုင်ထဲကအိမ်တွေတော်တော်နစ်သွားတယ်ဆိုပြီး ြောပါတယ်ရက်ကွက်တချို့ပေါ့ဆိုပြီးသူကထပ်ပြီးတော့ပြောပါတယ်ခင်ဗျာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေတာကြောင့်ဒီတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းဘူးအလွန်ဟပြက်ထွက်လာတဲ့တိမ်တိုက်တွေပါဝင်ရာသီဥတုအခြေအနေတွေကြောင့်စက်တင်ဘာ26ရက်နေ့ညနေကနေအော်တိုဘာ2ရက်အတွင်းရန်ကုန်နဲ့နေပြည်တော်တို့မှာတိုင်းနယ်ပြည်နယ်နှံ့မိုးတဲတဲထန်ထန်ရွာသွန်းနိုင်ပြီးဒေသလိုက်မိုးကြီးနိုင်တယ်လို့မိုးလေဝသခန့်မှန်းပညာရှင်တွေကပြောဆိုထားပါတယ် ဒီနေ့ညကနေ့နောက်ဆုံးသတင်းတပုတ်အနေနဲ့သခိုင်းတိုင်းချောင်းမြို့နယ်တွင်အကြမ်းဖက်စစ်ကော်မရှင်ကပြုလုပ်မဲ့တရားမဝင်အတူရောင်ရွက်ပွဲကိုဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့တယ်လို့ General Strike Coordination Body ကဒီကနေ့မှထုတ်ပြန်ထားပါတယ်ခင်ဗျာရုပ်သက်ပံပြည်စုံကိုကြည့်ရှုနားဆင်ရအောင်ပါဟစ်ရွှေကခွေးထပ်ပေါ့မဲမပင်ရဲ့ဒမိမဟစ်ရွှေကခွေးထပ်ပေါ့မဲမပင်ရဲ့ ဒီကပြည်သူရောက်ပြီလားကျွန်တော်ကတော့ခေါင်းမြို့နယ်လူငယ်အားစုတပိတ်ကော်မတီကလဲဘော်ဆွေးလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ဘာလို့ရောက်လာတာလဲဆိုတော့ကျွန်တော်မိဘပြည်သူလူထုကိုဗရင်းစကားပေးချင်လို့ဖြစ်ပါတယ်ဒါကဘာလဲဆိုတော့အကြမ်းဖက်စစ်ကောင်စီကတရားမဝင်အတူရောင်ရွေးကောက်ပွဲတစ်ခုကိုကျင်းပပြုလုပ်ဖို့ဆောင်ရွက်နေပါတယ်ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးပြည်သူလူ ူကလက်မခံနဲ့ပြည်သူလူထုရဲ့ဆန္ဒမပါတဲ့အထူးရောက်ရွေးကောက်ပွဲညတာဖြစ်ပါတယ်အဲ့တော့ဒီရွေးကောက်လူသက်စစ်ကောင်စီကပြုလုပ်တဲ့ရွေးကောက်ပွဲဟာသွင်းဆွန်ရွေးကောက်ပွဲပဲဖြစ်ပါလေ။ယောစစ်ကောင်စီဟာသူ့ရဲ့တရားမဝင်နဲ့တရားဝင်မှုကို လိုင်းဝါဒကကအတိမတ်ပြုတ်အောင်ဒီအတူရောင်ရွေးကောက်ပွဲကလည်းဖတ်သိနေခြင်းဖြစ်ပါတယ်ဒီတော့ဒီရွေးကောက်ပွဲဟာရုပ်သေးပွဲတစ်ခုသာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူလူထုကကျွန်တော်တို့ပြည်သူလူထုလက်ရှိကြုံတွေ့နေရတဲ့အခက်ခဲအကြက်တဲကိုပြင်လဲစေမဲ့ကျွန်တော်တို့ဖတ်ပေါက်မဟုတ်ပါဘူးကျွန်တော်တို့ပြည်သူလူထုရဲ့ဖတ်ပေါက်လုံးဝမဟုတ်ပါဘူးစစ်ကောင်စီရဲ့ဖတ်ပေါက်တစ်ခုသာဖြစ်ပါတယ်ဒီတော့ဒီရွေးကောက်ပွဲ ွဲဟာထွက်ပေါက်မဟုတ်တဲ့ထောင်ချောင်းဖြစ်ပါတယ်အတူရောင်ရွေးကောက်ပွဲပြီးလဲကျွန်တော်တို့တော်လှန်ရေးကစက်ချမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တော်လှန်ရေးကဘယ်တော့ရက်တမလဲကျွန်တော်တို့တိုင်းနိုင်ငံကဘယ်တော့လဲလို့ပြောရင်လူဟာလူတယောက်ရဲ့အခွင့်အရေးကိုအသေးအဝါရရှိတဲ့ တန်းတူညီမျှမှုကိုအခြေခံတဲ့ကျွတ်ကျွတ်ဒီမိုကရေစီကိုရရှိမှလာလေကျွန်တော်တို့တော်လှန်ရေးရက်တက်မှာဖြစ်တယ်ကျွန်တော်တို့ရဲ့ပန်းနိုင်ဟာရရှိမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့မိဘပြည်သူလူထုအနေနဲ့ဒီစစ်ကောင်စီကပြုလုပ်တဲ့ထောင်ချောက်ဖြစ်တဲ့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့စတင်ပေးကြပါကျွန်တော်တို့ရဲ့ပန်းနိုင်ဖြစ်တဲ့ကျွတ်ကျွတ်ဒီမိုကရေစီကိုရရှိဖို့ဆိုရင်စစ်အာဏာရှင်တွေကဒီစစ် စာတွေကိုကျွန်တော်တို့သာဝရဘာဝေရှင်တံခွင့်ပေးနေတဲ့2008ခြေဦးတစ်ခုလုံးကိုကျွန်တော်တို့ခြေဖြတ်ကြရမှာဖြစ်ပါတယ်ဒီတော့ဒီစစ်စစ်မိတ်စာတွေကိုသာဝရဘာဝေရှင်တံခွင့်ပေးနေတဲ့ဒီ2008ခြေဦးအောက်ကကျင်းပပြုလုပ်တဲ့ဒီအတူရောင်ရွေးတောက်ပွဲဟာတေလူမျိုးပါဖြစ်နေတဲ့ စ်နေတဲ့စစ်မိတ်စာကိုပြန်လဲအတက်သွင်းခြင်းဖြစ်ပါတယ်။ဒီဘက်ကြောင့်မိဘပြည်သူများအနေနဲ့ဒီအတူရောင်ရွှေတောက်ပွဲကိုစိတ်ကျင်နဲ့ဘလုံးမျိုးနီးလာမဆိုကဘာကျွန်တော်တို့ကဘာကတိအောင်ကျွန်တော်တို့ပြည်သူလူထုအနေနဲ့ပါဝင်ဆင်နွှဲပေးကြပါလို့တိုက်တွန်းလို့ချင်ပါတယ်။စစ်ကောင်စီကကျွန်တော်တို့ရဲ့လူနေမှုဘဝတွေကိုဒီနေ့ချိန်ထိပြချင်းပြနေပါတယ်။ကျွန်တော်တို့စစ်ကောင်စီရဲ့ပြုလုပ်မဲ့ထွက်ပေါက်ချတဲ့ရွေးကောက်ပွဲကိုမိဘပြည်သူများအနေနဲ့ နာကဘဝအတိစဉ်းစားပြီးတော့ကြွေးချယ်ကြပါစစ်ကောင်စီကိုကန့်ကွက်ကြပါစစ်ကောင်စီကိုကန့်ကွက်ပါလာရင်ကျွန်တော်တို့ရဲ့နာကဘဝတွေနဲ့ကျွန်တော်တို့ဒေါ်လာတဲ့ Friday Democracy နိုင်ငံကြီးကိုရောက်ရှိမှာဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီဆိုရပြုလုပ်တဲ့ဒွေက ောက်ပွဲကိုကမ်းပတ်ကြဖို့ရတဲ့လာရောက်နိုးစော်ရခြင်းဖြစ်ပါတယ်နိုးစော်ချင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးစစ်ကောင်စီရဲ့အနေအားနဲ့ဖိကင်းလုံးုံကြပါစေရှေးတော်ဘုံအာရမီရှေးတော်ဘုံအာရမီရှေးတော်ဘုံအာရမီဘိုက်ဘိုက် 好了，哥。